ဟောအလုံးမဲမင်္ဂလာပါဒီညတော့38ပြန်မင်္ဂလာတရားနဲ့ပတ်သက်ပြီးတော့အဆောင်မလေးတပုတ်ပေါ့ဒါလေးဖတ်ကြည့်မှာဖြစ်ပါတယ်ဘောက်စင်လေးက38ပြန်မင်္ဂလာတရားလိုက်နာဟောမုတ်ထမုတ်ချတွတ်တဲ့ကြမိတာ မရှိပြန်မင်္ဂလာတရားဆိုတာဗုဒ္ဓဘာသာမြန်မာလူမျိုးတွေအတွက်ကိုဗုဒ္ဓဘာသာဝင်ပြီးအတွက်ကိုဗုဒ္ဓဘာသာမဟုတ်တဲ့လူတွေအတွက်ကိုဒီကအဖြစ်လိုက်နာရမယ်ကျင့်ကြံရမယ်တရားတွေဖြစ်ပါတယ်။နောက်တော့အဖြစ်ဗုဒ္ဓဘာသာတွေကဒီကျောင်းတွေကိုအငယ်ကလေးကသင်ပူကြတယ်။ဒါပေမဲ့လိုက်နာမှုကတော့နေကြ။ကိုယ်တော်လေးကို နားထောင်လိုက်မယ်ဆိုရင်ခေမြင်တယ်လေတော့တတ်ထားတာဖြစ်လို့အလုံးရှင်းလင်းသွားလိုက်မယ်လို့ညွှန်ကြည့်ပါအလုံးပဲနားဆင်ပေးကြပါဦး ဒ္ဓဘာသာဝင်တိုင်းသိထားသင်ပြီးနေရှင်ဘဝတွင်သုံးချနိုင်သောခြေခံကြဆုံးတရားတော်များထက်မှတစ်ခုမှာမင်္ဂလာတော်ဘုရားတော်ပင်ဖြစ်ပါသည်။ဤတရားတော်သည်လောကီလောကုတ္တရာအောင်မြင်ခြင်းမင်္ဂလာအဖျားဖျားအတွက်လက်ညွန်ချက်38ချက်ကိုဟောကြားထားခြင်းဖြစ်ပါသည်။မိမိတို့၏ကလေးငယ်များ လူငယ်များနဲ့လူကြီးများပါလွယ်ကူရှင်းလင်းစွာနားလည်နိုင်ရန်အတွက်မင်္ဂလာ138ပါးကိုခင်းနဲ့လျောညီစွာအစုခွဲ၍ရှင်းလင်းတင်ပြထားပါတယ်မင်္ဂလာ138ပါးဘဝအောင်မြင်ရေးလက်ညွန်ချက်များမှာမင်္ဂလာဆိုသည်မှာကံကံကောင်းခြင်းအောင်မြင်ခြင်းချမ်းသာခြင်းတို့ကိုဆောင်ကျင်းပြီးသော အကြောင်းတရားများဖြစ်ပါတယ် ဖျက်ရှင်တိမိသည့်အရာတို့ကိုမင်္ဂလာဖြစ်ကြောင်းကိုဤတုတ်တော်တွင်ချပြထားပါသည်ဒီတရားတော်များကိုလက်တွေ့ဘဝတွင် သုံးချနည်းများနဲ့တကားဘုစုခွေကြည်ကြရအောင်ပါဘုစုတည်းနေဖြင့်ပညာရေးနှင့်ကိုယ်ရေးကိုကိုယ်ရေးကိုသိတည်ဆောက်ခြင်းနံပါတ်1အဒေဝနာစာဘာလနံ မိုင်မဲသူတို့ကိုမရှိကပ်ခြင်းအတိတ်ဘေဒီကအကျင့်စရိတပြည့်သူအပြည့်သဘောဆောင်သူမကောင်းမှုကိုသွေးဆောင်သူတို့နဲ့ဝေဝေးနေပါလက်တွေ့သုံးချမ်းဤအနေဖြင့်တင့်ကိုအောက်ဆုံးဆွဲချမည်မကောင်းသောမိတ်ဆွေများထံတင့်ကိုမြင့်တင်ပေးမည် ကောင်းသောမိတ်ဆွေများနဲ့ဆက်ဆံပါနေပါ နာမည်နေပန္တိတဏ္ဍိသေဝနာပညာရှိတို့ကိုစိတ်ကပ်ခြင်းအတိတ်ဘေဒီကဆရာကောင်းသူတော်ကောင်းအတွေ့အကြုံရှိပညာရှင်များနဲ့နေပါပညာရှင်များကိုစိတ်ကပ်ပါလက်တွေ့သုံးချာနေကယေရှုရှင်ဆရာများကိုယုံကြည်စွာချင့်ကပ်ပြီးသင်ယူပါ ဘုဒ္ဓရာစီမိစာအုပ်များဖတ်ပါမတိတာမရှင်းနေတဲ့ညကိုမေးမြန်းပါအမတော်ပူဇာဆံပူဇာနေရနံဘုဇောထိတ်သူတို့ကိုပူဇော်ခြင်းမင်္ဂလာဒိဗေဒီကာမိဘဆရာယဟန်တန်ခါကဲ့သို့သောကျေးဇူးရှင်များကိုယုတိစွာပူဇော်၏လက်တွေ၃ချာနှင့်အနေဖြင့် မိဘကိုကျေးဇူးဆက်ခြင်းဆရာကရောချင်းတရားရှင်အားလူတန်းပူဇော်ခြင်းစသည်တို့ကိုပြုလုပ်ရန်ဖြစ်ပါတယ်။ဘုဆုနှင့်အနည်းဖြင့်ကောင်းမွန်သောနေရာဌာနနှင့်အခြေအနေများပရိရူပဒေတာမှာသောစာကောင်းသောအရနိုင်နေခြင်း၎င်း၏အတိတ်ကပညာသင်လို့ရတယ်အလုပ်လုပ်လို့ရတယ် န်ဒီကင်းတဲ့ပန်ဝန်းကျင်မှာနေထိုင်ရမှာဖြစ်ပါလေ။လက်တွေ့သုံးချာနေအနေဖြင့်ကိုယ်ကလေးပညာသင်ဖို့ကောင်းတဲ့ရက်ွယ်သင်လုပ်ငန်းအတွက်အဆင်ပြေတဲ့နေရာကိုရွေးချယ်ရမှာဖြစ်ပါလေ။နံပါတ်၅ပုပ်ဘေးစကတပုံညတာရှေ့ကကောင်းမှုပြုခဲ့ခြင်း၎င်းဒိဗေက ရခင်ဘဝကသို့မဟုတ်ယခုဘဝကကောင်းမှုကုသိုလ်တွေပြုခဲ့ခြင်းရှိရမှာဖြစ်ပါလေလက်တွေ့သုံးချာနည်းအနေဖြင့်ဒါနသီလဘာဝနာကုသိုလ်ကောင်းမှုတို့ကိုအမြဲမပြတ်ပြုလုပ်ရမှာဖြစ်ပါတယ်ယနေ့သင်စွန့်လိုက်သောကောင်းမှုသည် နှစ်ဖြန်ပင့်ဘဝအတွက်ကြိုးပေးပါလိမ့်မည် ။ဟောဆိုသောနေ့ဖြင့်မိသားစုဘဝနှင့်လူမှုဆက်ဆံရေးအတ္တသမ္မပဏိတိစာမိမိကိုယ်ကို ဖြောင်းမတ်စွာဆောက်တည်ခြင်းဒေဝကကိုကျင့်တရားမပြက်ကွက်မကွက်နေထိုင်ခြင်းလက်တွေ့သုံးချံဤအနေဖြင့်မူသားမပြောခြင်းမူသားမပြောခြင်းခုံမှုမပြုတ်ပါနဲ့သူတစ်ပါးဤ ိုင်ထောင်ကိုမိမိကြောင့်မပြည့်ပါစေနဲ့ဘာဟုတ်တဲ့စင်စာညာစွာသောဘုသူတာရှိခြင်းဒိဗေကပညာဘုသူတာကျွဲဝါခြင်းလက်တွေ့သုံးချမ်းဤအနေဖြင့်သင်နှင့်မဆိုင်သောဘာသာရန်များကိုပါပြည်လာထားရမည်ဖြစ်ပါသည် ယနေ့ခေတ်တွင်ဤပညာစီပွားရေး ကျမ်းမာရေးအကြောင်းများကိုဘဟုတုတရှိထားရမှာဖြစ်ပါတယ်။နံပါတ်၈ပေပင်စာတက်ပညာတက်မြောက်ခြင်းအဒိဗေကမိမိနဲ့တည်တော်သော အတက်ပညာတစ်ခုခုတက်ထားခြင်းဖြစ်ပါတယ်။တက်လဲတက်ထားရမှာဖြစ်ပါတယ်။၎င်းတက်ထားသည့်ပညာကိုလက်တွေ့သုံးချနိုင်အနေဖြင့်ကွန်ပျူတာပညာ ဘာသာစကားလက်မှုပညာစီးပွားရေးစီမံခန့်ခွဲမှုစသည်တို့ကိုပင်ယူထားရမှာဖြစ်ပါတယ်။နံပါတ်5ဝိနည်းရောစာသူသိခီတော်ကိုကျင့်ဒီလကို ကောင်းစွာပင်ယူကျင့်သုံးခြင်းဒီဘယ်ဖွင့်ဆိုခြင်းအနေဖြင့်မိမိကျင်းဝန်များကိုလိုက်နာရမှာဖြစ်ပါတယ်။လက်တွေ့သုံးချာနေရင်အနေဖြင့် ချောင်းသားဒီချောင်းသားကျင့်ဝဝန်ထမ်းဒီဝန်ထမ်းကျင့်ဝမိဘဒီမိဘတောင်းကို မမှန်ကန်ကန်ထမ်းဆောင်ရမှာဖြစ်ပါလေနံပါတ်10တုဘာတိတာဆရာဝါစာကောင်းသောစကားကိုဆိုခြင်းအတိတ်ဘေကချူတာတော်မန်ကန်တော်အကျိုးရှိသောစကားကိုသာပြောဆိုရမှာဖြစ်ပါလေ ်လက်တွေ့အသုံးချနေအနေဖြင့်သူတစ်ပါးကိုမနာလိုဝန်တော်စကားမပြောမိအောင်နေရမှာဖြစ်ပါတယ်။ဂျေရီစုတင်စကားအပိစကားနေတဲ့စကားများကိုပြောရမှာဖြစ်ပါတယ်။နံပါတ်7မာတာပိတုဥပဋ္ဌာနံမိဘတို့ကိုပြုစုလိုကျွေးခြင်းဘေဘေကမိဘနှစ်ပါးကိုကျေးဇူးဆက်ခြင်းတို့ဖြစ်ပါတယ် လက်တွေ့သုံးချရန်ကမိဘများဟိုမင်းနေလင်းဂရုစရာမှာဖြစ်ပါသလိုစောင့်ဝင်နေရေးကျမ်းမာရေးတွေလည်းမိမိတို့တတ်နိုင်သလောက်စောင့်ရှောက်ပေးရမှာ ဖြစ်ပါတယ်နံပါတ်7နေဗုဒ္ဓဒါရတသင်္ဃဟောသာသမီအင်တံဘက်တို့ကို ချစ်ခင်စောင့်ရှောက်ခြင်းအတိတ်ဘယ်အနည်းအဖျင်း မိသားစုဝင်များပေါ်တာဝန်ယူမှု ယူဆိတ်မှု ရှိရမှာဖြစ်ပါတယ်။လက်တွေ့သုံးချာနည်းအနေဖြင့်ကသာသမီများ၏ပညာရေး၊ကျန်းမာရေးကိုဂရုစိုက်ရမှာဖြစ်တယ်လို့မိမိရဲ့အိမ်ထောင်ဘက်ပေါ်ကိုလည်းသိစားရှိရမှာဖြစ်ပါတယ်။နံပါတ်7အနာကုလဆာကမ္မန္တာအေချမ်းသောအလုပ်တို့ကိုဆောင်ရွက်ခြင်း အဘိဗေကသူတပတ်ကိုမထိခိသောမငင်းစေသောအလုတ်ကိုလောရမှာ ဖြစ်ဖြစ်ပါတယ်လက်တွေ့သုံးချာနည်းအနေဖြင့်တရားမဝင်သောအလုံမျိုးဥပမာကလူတက်ချင်းခိုးချင်းလိညာချင်းစသည်တို့ကိုရှောင်ကျင်ရမှာ ဖြစ်ပါတယ်အောက်စုလေးကောင်းမြတ်သောအပြုအမူများ 14ဒါနင်ဆန်လူပေကန်ချင်းအဘိဘေနေအပြင်စွန်ကျေပေကန်ချင်းလက်တွေသုံးချာနေများကစီးရဲသူများကိုဓမင်းစီအင်ဂျီဝေကျေးစသည်ဖြင့်မိမိတို့တန်နေသလားဘူညီရနီပေကန်းရနီဖြစ်ပါလေပညာကိုသင်ပေးခြင်းဒီလေဒါနအမျိုးပဲဖြစ်ပါ ံပါတ်15ဓမ္မစရိယာစတရားကျင့်ခြင်းအဘိဓေကကိုကျင့်တရားကောင်းမွန်ခြင်းလက်တွေ့သုံးချာနေက၅ပါးတိလ၈ပါးတိလသာသောတိလများကိုခံယူကျင့်သုံးရမှာဖြစ်သလိုမိမိတို့တတ်နိုင်သည့်ခါ၉ပါးတိလ၈ပါးတိလများကိုလည်းတတ်နိုင်သလား ျင့်သုံးကြရမှာဖြစ်ပါတယ်။နံပါတ်6ညာတကနေဆန့်သင်္ကောင်းဟောရွှေမြို့တို့ကိုချစ်ခင်စွာဆောင်ရှောက်ခြင်း။၎င်း၏အိဗေကမိသားစုဝင်များရွှေမြို့များကိုမိမိတို့တန်နိုင်သလားကူညီရမှာဖြစ်ပါတယ်။လက်တွေ့သုံးချာနေအနေဖြင့်ဆွေမျိုးများဒုက္ခရောက်နေလျင်မိမိတို့ကစူပောင်း၍ ဝင်ဝင်ကူညီကြရမှာဖြစ်ဖြစ်ပါတယ်နံပါတ်6အနာဝိဇ္ဇာနေကမ္မာနေအပြစ်ကင်းသောအမှုတို့ကိုပြုလုပ်ခြင်းအတိတ်ဘေကကိုနှုတ်ဆက်ဖြင့်ပြစ်ကင်းစွာပြုမှုခြင်းလက်တွေသုံးချာနေကဤသူကိုမြမထိခိမ့်မိစေရန်တရီထားရမှာ ဖြစ်ပါသလိုကိုကျွတ်အတွက်ပင်သူတော်ဘာကိုမငင်းစေ မတက်ဖြတ်ရပါဘူးဘို့အဆုံငါအနေဖြင့်စေနှလုံးသွေးသားကောင်းမွန်ခြင်းနံပါတ်၈အရတီဝိရတီပပမကောင်းမှုမှာရှောင်ကျဉ်ခြင်းအတိတ်ဘေကမကောင်းမှုဒုစရိုက်အလုံးကိုရှောင်ကျဉ်ရမှာဖြစ်ပါတယ်လက်တွေ့အသုံးချနေကအရက်သေးစား တောင်စားခြင်းမှုရေးစေဝါသုံးဆောင်ခြင်းလောင်းကစားတို့ကို ပြုလုပ်ခြင်းမှာဝေးဝေးကရှောင်ရမှာဖြစ်ပါတယ်နံပါတ်6တူရာမေရယာမှုရေးစေဝါမှာရှောင်ခြင်းခြင်းအတိတ်ဘေကအရက်သေးစံမှုရေးစေဝါတို့ကိုမတုံးဆွရခြင်း လက်တွေ့သုံးချံဤကမှုရင်စေဝတ်သည်မိမိကျမ်းမာရေးကိုဖြစ်စီယုံသားမကစေဝတ်ဥစ္စာကိုဆုံးဆုံးစေတသောကြောင့်ဆောင်ကျင်ရမှာဖြစ်ပါတယ်အပမဒောသဓမ္မိတုတရားနိုင်မမေ့မလျော်ခြင်းအသေးပဲကကောင်းမှုပြုရန်မကောင်းမှုရှောင်ရန်တတိရှိရမှာဖြစ်သလို လက်တွေ့သုံးချနေရမယ်။နိုင်လေ။နေ့စဉ်မိမိပြုမူနေကြအကျင့်စာရိတ္တကိုပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။မကောင်းမှုပြုမိလျင်ချက်ချင်းရပြီးနောင်တရရှောင်ကြဉ်ရမှာဖြစ်ပါတယ်။ကာရဝေါစာယုတိချင်းအတိတ်ဘေကယေရှုရှင်ဝိညာဉ်ရှိ လူကြီးသူမတို့ဟာယူသေးရမှာဖြစ်ပါတယ်လက်တွေ့အသုံးချနေမြေအနေဖြင့်ဆရာဝန်ညွန်ကြားတာကိုနားခံခြင်းမိဘဆရာသမားတို့၏စကားကိုနားထောင်ခြင်းစသည်တို့ကိုလိုက်နာရမှာဖြစ်ပါတယ်နိဗ္ဗာန်တောစာမိမိကိုကိုနိုင်ချခြင်းအတိတ်ဘေကမာနမထောင်လွှား နိုင်ချစွာနေခြင်းတို့ဖြစ်ပါれလက်တွေသုံးချနေအနေဖြင့်ပညာရှိတကူမေးမြန်းပါလေ့လာပါမိမိမသိသည်များကိုလည်းမသိသည်အတိုင်းဝန်ခံပါနံပါတ်23တန်တုတ်ထိစရှောင်ရဲတင့်တန်ချင်းအတိတ်ဘေကမိမိရပြီးတော့အရာနဲ့ရောင်ရဲရမှာဖြစ်ပါတယ် လက်တွေ့သုံးချမယ်ဆိုရင်ဖြစ်ရင်သူများတွင်ရှိဒီကို မနာလိုဘဝတို့ပါနဲ့မိမိနဲ့ရှိသောကျေးဇူးတရားများကိုကျေးဇူးတရားမှာဖြစ်ပါတယ်ကတဝေဒီကျေးဇူးတည်တဲ့ချင်းအတိတ်ဘေကကျေးဇူးရှင်အားကျေးဇူးဆက်ခြင်းကျေးဇူးဆက်ရမှာဖြစ်ပါတယ်လက်တွေ့သုံးချာနေအနေဖြင့် တင့်ကိုကူညီပေးသူဟာကူညီပေးခဲ့သူဖိုးသူဟာခြေစူးမိမိတို့တတ်နိုင်သည့်အခါမိမိတို့တတ်နိုင်သည့်အလျောက်ပြန်လည်၍ခြေစူးဆရာမှဖြစ်ပါれ။ဓမ္မသမဏေသတရားတော်ကိုနာကြားခြင်းအတိဘေကတရားစကားကိုနားထောင်ခြင်းလက်တွေ့သုံးချရန်ကတရားပွဲ ဓမ္မခီးများသူတည်ရောက်ရမှာ ဖြစ်ပါတယ်။ဘာသာရေးစာအုပ်ကိုလည်းမိမိတို့တတ်နိုင်သလောက်ဖတ်ရှုလေ့လာရမှာဖြစ်သလို၎င်းဖတ်ရှုသည်လေ့လာရသည့်စာအုပ်များမှာတစ်ဆင့်မိမိတို့တတ်နိုင်သလောက်ကျင့်ကြံကြိုးကုန်အထောက်ရမှာဖြစ်ပါတယ်။ခန္တီစာတိခန့်ချင်းအတိတ်ကဒုက္ခဆင်းရဲကိုတိခန့်ချင်း လက်တွေ့အသုံးချရန်ကလူအများကြီးစကားကိုသိခံပါအားထောင်ပါအစင်မပြေမှုများရှိလာခဲ့သောဆက်ရှိလက်ရှိဖြင့်ဖြေရှင်းရမှာဖြစ်ပါလေတဝါစတတ္တမာကန်လွယ်ချင်းအတိတ်ပဲဆုံးမဩရာကိုအံယူချင်းလက်တွေ့သုံးချနည်းအနေဖြင့် မိမိမိမဆရာသမားတို့ရင်ဆုံးမစကားကိုနာယူရမှဖြစ်တယ်လို့အဲ့နာကျင်သုံးရမှာလဲဖြစ်ပါတယ်အမနာနင်းစတတ်တနံဉာဏ်တန်ဃာတို့ကိုပြုမြော်ခြင်းအတိတ်ပဲသတင်းသုံးဖို့ရန်တော်များနဲ့တွေ့ဆုံခြင်းလက်တွေ့သုံးချာနေအနေဖြင့်ဘုန်းကြီးကျောင်းသို့သွားရောက်ပြီးဉာဏ်တန်ဃာတော်များထံမှအကြံဉာဏ်များရယူခြင်းတို့ ဖြစ်ပါတယ်ဓမ္မသာကိစ္စတရားဓမ္မများကိုဆွေးနွေးခြင်းအတိတ်ရတရားအကြောင်းမိမိတို့မသိသေးသည့်အကြောင်းမိမိတို့တန်တရားဝင်သည့်အကြောင်းမရှင်းနေသည့်အကြောင်းများကိုမေးမြန်းဆွေးနွေးရမှာဖြစ်ပါတယ်လက်တွေ့သုံးချာနေအနေဖြင့်တရားအကြောင်းမသိသည့်များကိုမိမိတို့ထက် တက်တည်သောဆရာတော်များထံမေးမြန်းရမှာဖြစ်သလိုမိသားစုဝင်များနဲ့လည်းဘုသူဖြစ်စကားများကို ပြောဆိုရမှာဖြစ်ပါတယ်။နံပါတ်30တပောစာမိမိတို့၏ကိုယ်မိမိတို့၏နှုတ်မိမိတို့၏စိတ်ကိုချုပ်တီးခြင်းအတိတ်ပဲအကောင်းမှုမှရှောင်ကြဉ်ခြင်းလက်တွေ့အသုံးချနည်းအနေဖြင့်ဒေါသထွက်လာရင်သိခံပါ။ တော့ဗာကြည်လာလျင်ကြောင်ရဲရမှာဖြစ်ပါတယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဖြစ်လျင်ဒေါသနေတဲ့နေအောင်ကျင့်ကြံရမှာဖြစ်သလိုလောဘကြီးသူဖြစ်လျင်လည်းလောဘကိုနေတဲ့နေအောင်ကျင့်ကြံရမှာ ဖြစ်ပါတယ်မြမစရိယံစဘုဇောထိတ်သောအကျင့်ကိုကျင့်ခြင်းအတိတ်ဘေကညက်သောအကျင့်ကိုကျင့်ခြင်း လက်တွေ့သုံးချာနည်းအနေဖြင့်ကိုကျင့်သီလပြေဝအောင်နေထိုင်ပါနေထိုင်ရမှာဖြစ်ပါတယ်ကိုကျင့်သီလဆိုဒီက၅ပါးသီလ၈ပါးသီလ၉ပါးသီလစသည်တို့မှာပါဝင်ပြီးဖြစ်ပါတယ်၎င်းအတွင်းကျင့်ကြံနေထိုင်သွားရမှာဖြစ်ပါတယ်ရိယသစ္စာနာဒသနံမေခင်ရှိပါတရားကိုသိမြင်ခြင်း အဓိပ္ပာယ်နေ့ဖြင့်တစ္ဆာ၄ပါးတရားကိုသိရှိခြင်းလက်တွေ့သုံးချာနည်းအနေဖြင့်ဘဝ၏ရည်ချီသော အချက်များဖြစ်သည့်ဆင်းရဲခြင်းဆင်းရဲကြောင့်ဤဆင်းရဲချုပ်ရာဆင်းရဲချုပ်ရာတို့ရအကြောင်းအကျင့်ကိုနားလည်အောင်လေ့လာရမှာဖြစ်သလိုစူးစမ်းရမှာလည်းဖြစ်ပါတယ်။နားလည်အောင်လည်းစူးစမ်းရမှာဖြစ်ပါတယ်။ နံပါတ်33နိဗ္ဗာန်သစ္စေကရိယာစနိဗ္ဗာန်ကိုမျက်မှောက်ပြုခြင်းအတိတ်ပဲအနေဖြင့်ဒုက္ခဆုံးကိုမြင်တွေ့ခြင်းလက်တွေ့သုံးချာနည်းအနေဖြင့်လောဘဒေါသမောဟစွာသောကိလေသာမင်းများကိုမိမိတို့တတ်နိုင်သလောက်ငြိမ်းအေးအောင်ကြိုးစားအားထုတ်ရမှာဖြစ်ပါတယ်ဘုဒ္ဓတ္တလောကဓမ္မေဟိ လောကရန်တရားရိတ်ခတ်ခြင်းကို ခံနိုင်ရရှိရမှာဖြစ်ပါတယ်။အတိတ်နဲ့အတိတ်ပဲနေဖြင့် love ဆုံးရှုံးမှုချီးမွမ်းမှုကဲ့ရဲ့မှုချမ်းသာစင်ရဲကြုံစုံအရှိယာဒါယာမတရားစသည်အဖြစ်ဖြစ်များကို မတုံလို့စွာခံနိုင်ခြင်းဖြစ်ရမှာဖြစ်ပါတယ်ဖြစ်ပါတယ် လက်တွေ့သုံးချာနည်းဖြစ်ရင်အောင်မြင်သည့်အခါမာနမကြီးပါနဲ့ရှုံးနေသည့်အခါစိတ်တမကြပါနဲ့ဘဝသည်အတဲ့အကျရှေ့ချောင်းကိုမိမိဘာသာကောင်းစွာနားလည်ထားရမှာဖြစ်ပါလေအတောကပူဆွေးခြင်းကင်းခြင်းအတိတ်ပဲဆိုရင်ပူဆွေးမှုမရှိခြင်းလက်တွေ့ရဲ့သုံးချာနည်းနေဖြင့် ဖြည့်ပြီးတော့အရာအတွက်အတိတ်ကိုမတောင့်တပါနဲ့မဖြစ်သေးသောအရာအတွက် စိုးရိမ်မနေပါနဲ့ပြေဆုံးဘန်ကိုသာတက်တက်ကြည့်ရမှာဖြစ်တယ်လို့အကောင်းဆုံးလည်းနေထိုင်ရမှာဖြစ်ပါတယ်ဝိရဆောကိလေသာမှကင်းစင်ခြင်းအတိတ်ပဲစင်ညူခြင်းမှကင်းခြင်း လက်တွေ့သုံးချနေအနေဖြင့်စိတ်ထဲတွင် မကောင်းသောအကြံစီများမနာလိုဝန်တုံမှုများမရှိအောင်နေထိုင်ရမှာဖြစ်ပါလေကေမန်ဘေးရန်ကင်းချင်းအတိတ်ပဲနေဖြင့်စိတ်မချမ်းမသာဖြစ်ချင်းလက်တွေ့သုံးချနေနေဖြင့်ကိုကျင့်တီလမပြတ်မကွက်နေထိုင်ခြင်းဖြင့်စိတ်တွင်မင်္ဂလာရှိအောင်နေထိုင်ရခြင်းဖြစ်ပါလေ ာရတီတရားမှမယိမ့်မယိမ့်ခြင်းအတိတ်ပင် ကောင်းမှုပြုရန်စိတ်ဓာတ်ခိမာရမှာဖြစ်ပါတယ်လက်တွေ့သုံးချမ်းဤနေဖြင့်မကောင်းမှုပြုဖို့ဒီဆောင်ခံရသည့်အခါမှာခိမာစွာပြတ်သားစွာအာနာမှုမရှိဘဲညှက်ဆန်နေရမှာဖြစ်ပါတယ်အခြေချုပ်နေဖြင့်မင်္ဂလာတရား38ပါးသည် ျွန်တော်တို့ဤနေစဉ်ဘဝအတွက်အလောအလောသုံးဝင်သော လက်တွေ့နှံ့ညွန်ချက်များဖြစ်ပါသည်ဒီတရားတော်များကိုကျင့်သုံးခြင်းဖြင့်မိမိတို့ဤကိုယ်ရည်ကိုယ်သွေးတိုးတက်ကောင်းမွန်လာရပါမည်မိသားစုဘဝလည်းရွှေရွှင်ရပါမည်လူမှုဆက်ဆံရေးလည်းချုံးမွေပါမည်စီးပွားရေးတိုးတက်မည်ဖြစ်ပြီး နောက်ဆုံးတွင်ဘုရားဘာသာဝင်တို့၏ လိုအပ်ကြောင်းဖြစ်သောလမ်းရလမ်းကောင်းလမ်းကြောင်းဖြစ်သောလက်ကိုယ်တရာချမ်းသာကြည့်ကိုပါရရှိနိုင်ပါလိုက်မှာရရှိနိုင်ပါနေမယ်လက်ကိုယ်တရာချမ်းသာကြည့်ကိုပါရရှိနိုင်ပါလိုက်မယ်အမင်္ဂလာတရားတော်များကိုနေ့စဉ်ဘဝတွင်တပါးပြီးတပါးလက်တွေ့ လက်တွေ့ကျင့်သုံးနိုင်ကြပါရဲ့တဲ့တွန်းအပ်ပါသည်အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံနေကြပါစေ